င်မရာနဲ့ရှိုက်ကူးမိခဲ့တဲ့ထွက်ခွာဝိညာဉ်ပုံရိပ်များပရိသတ်များအားလုံးမလာပါရှင်တင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တဆေရုပ်ရှင်တွေထဲမှာဆိုရင်လူတယောက်အသက်ဆုံးပါသွားရင်အဖြူရောင်ဖြော့ဖြော့အရေးလေးတစ်ခုကိုရဲကနေပြန်ထွက်သွားတယ်လို့ပုံဖော်တတ်ကြပါတယ်။အပြင်မှာတော့ဘသူမှဒါမျိုးမတွေ့ရတတ်ပါဘူး။ဒါပေမဲ့ဤပညာတွေတိုးတက်လာတဲ့အခါမှာနန်လောကသားတွေဝိညာဉ်တွေကိုထောက်လန်းနိုင်တဲ့အခြေအနေတွေရှိပါတယ်။တခါလေကြရင်ကင်မရာပုံရိပ်တွေထဲမှာအဲ့ဒီလိုမျိုးအရာတွေပေါ်လာတတ်ပါတယ်။အဲ့ဒါမျိုးကြတော့တေချာ ရိုက်ကွင်းရတောင် ပေါ်ခြင်းမပေါ်လာတတ်တာပေါ့တိုက်ဆိုင်မှုရှိမှပေါ်လာတတ်တာမျိုးပေါ့အခုဗီဒီယိုလေးမှာတော့ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တချို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အမေရိကန်မှာဖြစ်ပွားခဲ့တဲ့ဂျေကွင်းစီဟာကားမတော်တဆမှုတစ်ခုမှာအမျိုးသမီးချင်း2ဦးနဲ့ကလေးလေး2ဦးကနေရာမှာတည်းအသက်ဆုံးပါသွားခဲ့ပါတယ် သူတို့ကကလေးအထွတ်ပုံမှန်စည်းကမ်းပြဖို့ကားမောင်းလာရင်းနဲ့ဒီလိုဝမ်းနည်းစရာအဖြစ်မျိုးနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။ရင်မတော်တဆမှုကအချိန်ပြင်းထန်လွန်တဲ့အတွက်ကယ်ဆယ်ရေးတွေရောက်လာတာတောင်မှမမီတော့ပါဘူး။နောက်ပြီးတော့အဲ့ဒီလိုဖြစ်ခဲ့တဲ့အတွက်လမ်းကိုလည်းခဏပိတ်ထားခဲ့ရတာပါ။ ဒီအချိန်မှာကောလိပ်ကျောင်းသူတဦးကအနားကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းပိတ်ထားတဲ့အတွက်သူလဲဆက်သွားလို့မရခဲ့ပါဘူး။အဲဒါကြောင့်ဆရာဖြစ်သူကိုတက်တည်ပြဖို့ဆိုပြီးတော့ရင်းမတော်တဆမှုဖြစ်တဲ့နေရာကိုဓာတ်ပုံရိုက်ထားခဲ့လိုက်တာပါ။သူရိုက်ထားတဲ့ဓာတ်ပုံကိုပြန်ကြည့်တဲ့အခါမှာတော့သူကိုယ်တိုင်အံ့ဩသွားပါတယ်။အဲဒါကတော့ကောင်းကင်ကအလင်းတန်းတစ်ခုဟာရင်တိုင်းမှုဖြစ်တဲ့နေရာပေါ်ကိုတဲ့တဲ့ကျနေတဲ့ကိစ္စပါ။ အပြင်ဘက်မှာတော့ဘာမှမမြင်ခဲ့ရဘူးတော်တော်ထူးဆန်းတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်ကျောင်းသူလေးလေးကွယ်လွန်သူရဲ့မိသားစုကိုမယမကဆက်သွယ်ပြီးတော့တပ်ပုံကိုပြလိုက်ပါတယ်အဲဒီခါမှာမိသားစုဝင်တွေကလည်းအံ့ဩသွားကြတာပါဒီလိုအလင်းထမ်းမျိုးကကောင်းကင်ဘုံကိုတက်တဲ့လေကားလိုမျိုးဖြစ်နေရကြောင်းကွယ်လွန်သူတွေအလုံးဟာဘဝကူးကောင်းသွားပြီလို့ယုံကြည်ပြီးတော့ဝမ်းနည်းမှုတွေတက်တာသွားခဲ့ပါတယ်ဝိညာဉ်တချို့ကလက်ခံ ခန္ဓာကိုယ်တစ်ခုကနေတစ်ခုကိုကူးပြောင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ယုံကြည်မှုလည်းရှိပါတယ်ဒီဗီဒီယိုကိုတော့ CCTV မှတ်တမ်းတစ်ခုကနေရခဲ့ရပါကားပါကင်တပတ်ချမ်းမှာလူတယောက်ကလမ်းလျှောက်လာနေတော့ညနေချင်းဆိုင်ခလန်းလမ်းမှာလေလူတယောက်ကလမ်းလျှောက်လာနေခဲ့တာပါသူတို့နှစ်ယောက်ကကိုလမ်းကိုသွားနေရလဲဖြစ်တယ်ဒါပေမဲ့လူနှစ်ယောက်ရှင်မိခါနေမှာထူးဆန်းတာတခုဖြစ်လာပါတယ်အဲ့ဒါကတော့အနေရောင်းနဲ့ဝိုင်းထားတဲ့လူအနောက်ကနေအရေးတခုပြေးထွက်လာတာပါ ြီးတော့တပတ်ကလမ်းလျှောက်လာတဲ့လူအနည်းမှပျောက်သွားပါတယ်။ပိုတိုက်ဆိုင်ခြင်းတော့အဲ့ဒီအရေးကက်လာချိန်မှာအကက်ခင်ရတဲ့လူကနည်းနည်းဟန်ချက်ပြတ်သွားတဲ့ပုံဖြစ်သွားတာပါ။ဒီဖြစ်ရက်ကလည်းဖြစ်ရှင်းလို့မရနိုင်တဲ့ဗဟေဒီတစ်ခုဖြစ်ကြံရင်နေပါတယ်။ဒီကိစ္စကလည်းထူးဆန်းနေတာပါ။စိုးဝါတဲ့မတော်တဆမှုတစ်ခုကြောင့်လူနာကိုရဟန့်ရင်နဲ့ဈေးရုံပို့ဖို့ပြင်ဆင်နေတော့မှဒီဖြစ်ပျက်ကိုကြုံခဲ့ပါတယ်။ ရဟန်းရင်ပြန်တက်သွားချိန်မှာဆရာဝန်တွေကလူနာကိုအရေးပေါ်အသက်ကယ်နည်းတွေနဲ့ဆက်ပြီးတော့ကုသပေးနေခဲ့ပါတယ်။အောက်မှာကြံခဲ့တဲ့သူတွေကတော့ရဟန်းရင်ပြန်တက်သွားတာကိုဗီဒီယိုရိုက်နေခဲ့တာပေါ့။ဒါပေမဲ့ဒန်ယာကပြင်းထန်လို့နဲ့အတွက်လူနာကရဟန်းရင်ပေါ်မှာအသက်ဆုံးပါခဲ့ပါတယ်။ဒီအချိန်မှာရဟန်းရင်ပေါ်ကအဖြူတန်းကြီးတစ်ခုမိုးပေါ်တက်သွားပါတယ်။အဲ့ဒီရေလုံးလိုလိုအဖြူတန်းကြီးကလဲပက်နေတဲ့ပန်ကာဒလတ်တွေနဲ့မထိခိုက်ပဲပုံစံမပြတ်တက်သွားခဲ့တာပေါ့။ ဒါကြောင့်ဗီဒီယိုရိုက်ကူးနေတဲ့သူတွေကတောင်ထူးဆန်းခဲ့ပါတယ်။နောက်တော့မှဒဏ်ရာရသူဟာအဲ့ဒီအချိန်မှာပဲဆုံးပါခဲ့ရကိုတီးပြီးတော့ကြက်သီးထနေခဲ့ကြတာပါ။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင်။ပရိသတ်တို့ကြုံတွေ့မှုတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေရှင်လည်းမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။